ဒီနေ့ကျွန်တော်တင်ပေးမယ့်အကြောင်းအရာလေးကတော့ Facebook အသုံးပြုတဲ့မိတ်ဆွေတွေအတွက်ကိုယ့်ရဲ့ Facebook ကောက်ကိုကိုမဟုတ်တဲ့အခြားတယောက်က login ဝင်ပြီးတော့သုံးနေရဆိုရင်ကိုချက်ချင်းသိနိုင်အောင်ကိုရှိကို Facebook ဘက်ကနေပြီးတော့ဒီ notify ဝင်လာအောင်ပေါ့နော်အဲလောက်ထားလို့ရမယ့်နီလန်းလေးကိုအစားဆုံးရှင်းပြပြီးသွားမှာဖြစ်ပါတယ်ခင်ဗျာဒီနီလန်းလေးကအရန်လွယ်ကူပြီးတော့ဒါလေးကိုလောက်ထားမယ်ဆိုရင် Facebook အသုံးပြုတဲ့မိတ်ဆွေတွေအတွက်အဲကိုမဟုတ်တဲ့အခြားတယောက်ကကိုရဲ့ Facebook ကောက်ကိုပေါ့နော်အခြားဖုန်းပဲဖြစ်ဖြစ်အခြားကွန်ပျူတာပဲဖြစ်ဖြစ်ဒီလိုမျိုးအခြားတနေရာမှာ login ဝင်နေပြီဆိုရင်ကိုချက်ချင်းသိနိုင်မှာဖြစ်ပါတယ်အဲဒီလိုမျိုးသိ ကိုမဟုတ်တဲ့အခြားတယောက်က login ဝင်နေပြီဆိုရင်တော့ဒါကိုယ့်ရဲ့အကောက်ကိုဟို password ပြန်ချိန်တာမျိုးတခုလုံးသိမ့်ပြီပေါ့နော်အဲကျွန်တော်လုတ်ဖို့လုံနေလေကိုအသာသွင်းရှင်းပြပေးပါမယ်ပထမဦးဆုံးအနေနဲ့ကိုယ့်ရဲ့ Facebook ဆိုရတဲ့ကိုတစ်ချက်ဝင်လိုက်ပါခင်ဗျာ Facebook ဆိုရတဲ့ဝင်ပြီးပြီဆိုရင်ကျွန်တော်ဒီညာဘက်ဆုံးမှာဒီ profile ပုံနဲ့အတန်းလေး၃နှမ်းရှိရပေါ့နော်အဲ့ဒီအတန်းလေး၃နှမ်းနေရာလေးကိုတစ်ချက်နှိပ်လိုက်ပါခင်ဗျာပြီးပြီဆိုရင်တော့အောက်နားကိုနည်းနည်းဆွဲလိုက်ပါဗျာအောက်နားကိုနည်းနည်းဆွဲလိုက်ရင်ကျွန်တော်ဒီညမှာ setting privacy ဆိုတာလေးကိုထပ်ပြီးတော့တွေ့ရပါလိမ့်မယ်ခင်ဗျာဒီ setting privacy ဆိုတာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပြီးလိုက်ပါခင်ဗျာ စတင်ပိုက်ပစီကိုနှိပ်လိုက်ရင်ကျွန်တော်ဒီအပေါ်ဆုံးမှာပဲ profile icon လေးနဲ့ setting ဆိုတာလေးကိုထပ်ပြီးတော့တွေ့ရပါလိမ့်မယ်ခင်ဗျာအဲ setting ဆိုတာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေးလိုက်ပါခင်ဗျာ setting ဆိုတာလေးကိုနှိပ်ပြီးရင်တော့ကျွန်တော်ဒီအပေါ်ဆုံးမှာရှိရဲ account center ဆိုတဲ့နေရာလေးကိုထပ်ပြီးဝင်ပေးရမှာဖြစ်ပါတယ်ဗျာ account center ဆိုတဲ့နေရာမှာဒီ link အပြားလေးကိုနှိပ်လဲရတယ်ဒီစီမိုးရင် account center ဆိုတာပေါ့နော်အဲ့ဟာမှမဟုတ်ရင်ဒီကြိုက်တဲ့နေရာဒီကျွန်တော်အနီ၄ဝိုင်းပြထားတဲ့အတွင်းကြိုက်တဲ့နေရာကိုနှိပ်လိုက်လို့ရပါတယ်တစ်ချက်နှိပ်ပေးလိုက်ပါနှိပ်ပြီးပြီဆိုတာနဲ့ကျွန်တော်ဒီလိုမျိုးပေါ်လာပြီဆိုရင် အဲကျွန်တော်ဒီအပေါ်ဆုံးမှာ password and security ဆိုတာလေးကိုကျွန်တော်ထပ်ပြီးတော့တွေ့ရပါလိမ့်မယ်ဗျာအဲ password and security ဆိုတာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေးလိုက်ပါခင်ဗျာဒီညလေးကိုပေါ့နော် password and security ဆိုတာလေးကိုကျွန်တော်နှိပ်လိုက်ပြီဆိုရင်ကျွန်တော်ဒီအောက်အောက်နားလေးမှာအဲ where you are logged in ဆိုပြီးတော့ကျွန်တော်တို့ဒီအဲ့စာလေးရှိရပေါ့အဲ့ဟာလေးကဒီအောက်နားမှာဒီ login land ဆိုတာလေးရှိရပေါ့နော်ဒီ login land ဆိုတာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေးရမှာဖြစ်ပါတယ်ခင်ဗျာဒီ login land ပေါ့နော်အဲ့ဟာလေးကိုတစ်ချက်ထပ်ပြီးနှိပ်ပေးလိုက်ပါခင်ဗျာ နှိပ်ပြလိုက်ပြီဆိုရင်ကျွန်တော်ဒီနေရာမှာမိတ်ဆွေရဲ့ Facebook အကောင့်ကအခြား Instagram အကောင့်တွေပိုင်းနဲ့ချိန်ထားရဆိုရင်ဒီနေရာမှာ Facebook icon အပြင် Instagram icon တွေပါလာပေါ်နေလိမ့်မယ်ပေါ့နော်ကျွန်တော်တို့ရဲ့ Facebook အကောင့်ကဒါဆံပယ်ပြပြီးတဲ့ Facebook အကောင့်ဖြစ်တဲ့အတွက်ကြောင့်မို့ဘာမှချိန်မထားရဲ့အတွက်ကြောင့်မို့ Facebook name နဲ့ Facebook icon လေးပဲရှိရပါမယ်နော်အဲ့ဟာလေးကိုတစ်ချက်ထပ်ပြီးနှိပ်ပြလိုက်ပါခင်ဗျာနှိပ်ပြလိုက်ပြီဆိုရင်ကျွန်တော်ဒီနေရာမှာဟိုဓာတ်ပေါ်အားပြဆိုရင်သူကဒါအကုန်ပိတ်နေမှာပေါ့နော်ကျွန်တော်ကဒါဖွင့်ထားပြီးသားကြီးဖြစ်နေလို့ပေါ့နော်အဲဒီနေရာမှာရှိရဒီ F ဒီ notification ဆိုတဲ့ဟာလေးပေါ့နော်ဒီဟာလေးကိုကျွန်တော်ဒါလေးကိုအမှန်ကြလေး on ပေးရမယ်ဒီနေရာမှာရှိတဲ့ဒီ email နဲ့ email တို့ဒါမှမဟုတ်ရင်ဒီ device ဆိုတဲ့နေရာလေးတွေဒီအောက်မှာရှိတဲ့ကောင်လေးတွေကိုဒီလိုမျိုး on ပေးထားရမယ်ပေါ့နော်ပြီးပြီဆိုရင်ကျွန်တော်ဒီ in app notification ဆိုတာလေးကိုဒါလေးကိုဖွင့်ပေးထားရပါမယ်ခင်ဗျာအဲအဲ့ဟာလေးကိုဖွင့်ပေးထားပြီးပြီဆိုရင်တော့ရပါပြီအဲရပြီအဲ့ဟာလေးကိုဖွင့်ပေးထားပြီးဆိုရင်ကျွန်တော် ပြန်ထွက်လိုက်လို့ရရေပေါ့နော်ပြန်ထွက်လိုက်ပြီးတော့ ပြန်ထွက်လိုက်ပြီဆိုရင်ရပါပြီပြီးပြီဆိုရင်မိတ်ဆွေရဲ့ Facebook ကောက်ကိုအခြားဖုန်းအခြားကွန်ပျူတာတနည်းအားနေဝင်နေပြီဆိုတာနဲ့ကျွန်တော်ဒီ notification ဆိုတဲ့ဒီနေရာလေးပေါ့နော်ဒီ notification ဆိုတဲ့ဒီနေရာလေးမှာမိတ်ဆွေရဲ့ Facebook ကောက်ကိုဒါ login ဝင်ထားရဲဆိုတာကိုဒီလို notification လေးတက်လာပြီးတော့ပြပေးမှာဖြစ်ပါတယ်အဲဒါအပြင်မိတ်ဆွေကဒီ Facebook ကောက်ဖွင့်ထားတဲ့ email တွေကိုလည်းဒါအခြား device တစ်ခုကနေပြီးတော့အခြားတနည်းအားနေ login ဝင်နေရဲဆိုတာ notification ဝင်လာမှာဖြစ်ပါတယ်အဲဒီလိုနေရာအဖြစ်ဒါကျွန်တော်တို့ရဲ့ Facebook ကောက်တွေကိုအခြားသူတယောက်ကဝင်နေပြီဆိုရင်ကျွန်တော်ဒီလိုမျိုးအလန်းလေးလာပေါအောင်လို့လှုပ်ထားလို့ရပါတယ်ခင်ဗျာဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြ 对不对？如今你土鳖子都珍惜吧，是不是？